Hello မင်္ဂလာပါရှင် Rocky the Storyteller YouTube channel ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့တော့ကျမကဒီ American နိုင်ငံ Texas မှာရှိတဲ့ Elbar မြို့လေးမှာပေါ့2008ခုနှစ်ကဖြစ်ပွားခဲ့တဲ့16နှစ်သမီးလေးကတငေချင်းနယ်နဲ့အိမ်ခေါ်လာပြီးတဲ့အိမ်လုံးကိုတတ်ပြီးတော့မြှို့ခဲ့တဲ့အမှုကိုပြပြချင်တာဖြစ်ပါတယ် Amazing Grace ဒီတရှင်းကိုစုံနေတဲ့ကောင်မလေးကသမိသားစုလုံးကိုတတ်ခဲ့တဲ့လူသက်သမားပါဆိုရင်ယုံနိုင်ပါမလားဒီအမှုလေးရတဲ့2008ခုနှစ်မတ်လ1ရက်နေ့ညတကောင်ပေါ့ည3နာရီချိန်လောက်မှာအယ်ဘမ်မျိုးလေးမှာရှိတဲ့ကဖေးမိသားစုအိမ်ကိုကားလေးတစ်စီးကချဉ်းကပ်လာခဲ့တယ်အဲ့ဒီကားလေးမှာကဖေးမိသားစုရဲ့သမီးကြီး Aaron Cafe နဲ့သူချစ်သူ Charlie Wilson ပြီးတော့တငေချင်း Charles နဲ့သူချစ်သူမိန်းကလေး Bobby စုစုပေါင်း၄ယောက်ပါလာတာဖြစ်ပါတယ်။ကားလေးက Aaron တို့အိမ်နားကိုရောက်လာတဲ့အချိန်မှာ Aaron တို့ရဲ့ခွေးလေးကတအားကိုထိုးဟောင်းလာတယ်။သူ့တခင်လေးကိုတတ်ဖို့လာတယ်ဆိုတာများသိရင်အဲ့ဒီခွေးကတခင်လေးနိုးသွားအောင်လို့တစ်ချက်ပို့ပြီးကြည်ကြည်လောင်လောင်အောင်ဟောင်းခဲ့လိမ့်မယ်လို့ကျွန်မထင်ပါတယ်။အဲ့ချိန်မှာ Aaron က ငါခွေးလေးကိုချိန်ထားမယ်နင်တို့ဝင်သွားဆိုပြီးတော့အဲ့ဒီအိမ်ရဲ့အသင်းနှလုံးမိသားစုရဲ့အချစ်ဦးအချစ်ဆုံးသမီးကြီးအရင်ကငါခွေးလေးကိုထိန်းထားမယ်နင်တို့ဝင်သွားဆိုပြီးတော့သူကောင်လေးခြားလေးကိုပြောလိုက်တော့သူတို့ကတနတ်တေကြားတွေယူပြီးတော့အိမ်ကိုအေးအေးဆေးဆေးဝင်သွားခဲ့ပါတယ်အဲ့ဒီအိမ်ထဲမှာအရင်ရဲ့အဖေ Terry အမေကပန်နီနဲ့မောင်လေးနှစ်ယောက်ဖြစ်တဲ့73နှစ်အရွယ်မက်သီယူးနဲ့7နှစ်အရွယ်ထိုင်လာတို့ကသူတို့ရဲ့เนาะဒီဆိုးရွားလာတဲ့ကံကြမ္မာကိုကြိုမတိပဲနဲ့အင်မတန်မှအေးချမ်းစွာနဲ့နှစ်ချိုက်စွာအိမ်မော်ကြနေခဲ့တာဖြစ်ပါတယ်။အရင်ရဲ့ချစ်သူဝုကဆန်ကဒီတငေချင်းနဲ့အတူအိမ်ကိုဝင်သွားပြီးတော့သမိသားစုလုံးကိုရရဆက်ဆက်တပ်ဖြစ်ခဲ့တာဖြစ်တဲ့အဲ့ဒီမိသားစုသမိသားစုလုံးကိုတနတ်တေးနဲ့အချက်ပေါင်းများစွာပစ်တာ ဓာတ်နဲ့ခုတ်ထစ်တာတွေသူကလုပ်ခဲ့တယ်။သူတို့ရဲ့ပထမဆုံးတတ်ခံရတာကတော့ဒီ Erin Amy Penny ပေါ့နော်သူ့ကိုတနတ်နဲ့ချက်ပေါင်းများစွာပစ်တဲ့အချိန်မှာတနတ်က jump ဖြစ်သွားလို့တယ်သူကအတင့်ပါလာတဲ့ Samurai ဓာတ်နဲ့ပါခုတ်ထစ်ခဲ့တဲ့အတွက်ကြောင့်အမေကိုခဏပြက်လူမတတ်တော့မှဖြစ်သွားတယ်ပေါ့။အဲ့လူတတ်ကောင်တွေကဒီ area ရဲ့မောင်လေးအငေလေးကိုလည်းချမ်းသာမပေးဘူးပေါ့နော်အငေနှစ်ယောက်ရှိရယ်နှစ်ယောက်စလုံးကိုလည်းရရဆက်ဆက်ပဲတနတ်တွေနဲ့ ပစ်တက်ခဲ့ရပစ်တက်ခဲ့တဲ့ဓာတ်တွေနဲ့လဲထိုးခဲ့တာဖြစ်တယ်ပေါ့ဒီအရင်မောင်လေးတယောက်ကဒီတနတ်နဲ့အပြစ်မခံရခင်မှာ Charlie ကိုတွေ့တော့ Charlie Charlie မင်းဘာလုပ်ဒီလိုဖြစ်တာလဲ No Charlie မလုပ်နဲ့ No please အဲ့လိုမျိုး तू ကអော်ပြီးတော့តားပြီးမဲ့ तू ကိုလဲလူတက်កောင်းနေရခလေးကိုတော့မှမညာမတားရဲ့ရဲ့ဆက်ဆက်တနတ်နဲ့အချက်ပေါင်းများစွာ ပြစ်ပြီးတော့ဓာတ်နဲ့ထိုးတက်ထပ်ပြီးတော့ထဆင့်ထိုးတက်ခဲ့တယ်ပေါ့အဲ့ဒါပဲလားဆိုတော့မဟုတ်သေးဘူး သူတို့ကဒီလိုရက်ဆက်မှုတွေကျွလွန်ပြီးတဲ့အချိန်မှာခြေရလက်ရတွေကိုဖျောက်ဖျက်ချင်တာဖြစ်တဲ့အတွက်ကြောင့်တဲလွန်စာကိုဖျောက်ဖျက်ဖို့ဆိုပြီးတော့အင်ဂျီကိုလည်းမီးရှို့ခဲ့ကြသေးတယ်ပေါ့ အဲ့သူရဲ့အဖေဖြစ်တဲ့ Cherry ကိုကြတော့သူကတနတ်နဲ့၅ချက်ပစ်ထားခဲ့တယ်ပြီးတော့အဲ့လိုမိလောင်တဲ့ပြင်ထဲမှာတေးပါစီဆိုအဲ့လိုပစ်ထားတာပေါ့နော်ဒါပေမဲ့ကံကောင်းချင်တော့ Cherry ကအသက်မသေးသေးပဲနဲ့သူကဒီမိလောင်ပြင်ထဲကမိလောင်နေတဲ့အိမ်ကြီးကနေပြီးတော့ပေါ့နော်အိုးလုံးဝမြေကြီးပေါ်မှာအဲ့လိုသွားသွားပြီးတော့စူးစားပြီးတော့ဒီအိမ်ကြီးချင်းနဲ့အိမ်အထီးရောက်အောင်လို့သွားခဲ့ပြီးတော့မှ911ကိုအကူအညီတောင်းခဲ့တာဖြစ်တယ်အဲ့ ချယ်ရီကဒီသူ့အိမ်ကနေပြီးတော့အိမ်နီးချင်းနဲ့အိမ်အထိရောက်အောင်ဆိုရင်တနားကြီးကျော်လောက်တော့မှစူးစမ်းပြီးတော့သွားခဲ့ရတာဖြစ်တယ်။သူ့စိတ်ထဲမှာပေါ့ဒီလူသက်ကောင်းချာလီဝစ်ကဆန်ကိုဖော်ထုတ်ဖို့ဆိုတဲ့စိတ်ကသူ့ကိုအသက်ရှင်စိတ်အသက်ရှင်ခြင်းစိတ်ဖြစ်စေခဲ့တဲ့သူခုပြီးတော့သွားပြီးတော့အရာဖြစ်တယ်လို့သူကနောက်ပိုင်းမှာဒီအင်တာဗျူးတွေမှာပြောခဲ့တယ်ပေါ့နော် ငါအချိန်ကလေးနည်းနည်းလောက်အသက်ပိုရှည်ခဲ့မယ်ဆိုရင်ဒီလူတက်ကောင်ကိုငါဖော်ထုတ်နိုင်ခဲ့မယ်ပေါ့အဲအဲ့လိုစိတ်နဲ့ပဲသူကစူးစားပြီးတော့အဲ့ဒီနေရာအိမ်ကြီးချင်းနေစီတီရောက်အောင်သွားနိုင်ခဲ့တာဖြစ်တယ်ပေါ့အဲ့ဒါကြောင့်မဟုတ်လို့ပဲလူတက်သမားဒီချာလီဝစ်ကဆန်နဲ့ပေါင်းပါအားလုံးကိုနောက်နေမှာပဲရေးတွေကဖမ်းမိခဲ့တာဖြစ်တယ်။အဲ့လူသက်သမားရဲ့အိမ်ကိုရေးရဝင်စစ်တဲ့အခါမှာတနေရာမှာပေါ့ဟဲအညိုရောင်စပင်တူလိုမျိုးကိုတွေ့တော့ အဲရဲတဲ့အိုက်စပင်ကိုဆွဲပြီးထုတ်လိုက်တဲ့အခါမှာစပင်သူ့မဟုတ်ဘဲနဲ့အရင်ဖြစ်နေတယ်ဆိုတော့ရဲတွေကတွေ့သွားခဲ့တယ်။အရင်ကအဲ့ဒီတုန်းကအာသူဘာပြောလဲဆိုတော့အိုးသူဘာမှမသိပါဘူးပေါ့။ချာလီဝကန်စာကသူ့ကိုဆေးတိုက်ပြီးတော့ပြန်ပေးဆွဲခေါ်ခဲ့တာပါဆိုတဲ့ပုံစံမျိုးသူကပြောခဲ့တယ်။ဒါပေမဲ့ရဲတွေကအဲ့ဒီအမှုမှာအရင်ကပါပြီးတော့ ဒီအမှုဖြစ်လာအောင်ဒီအကြံအစီကိုပေါ့ Aaron ပေးခဲ့တဲ့ Aaron idea ပဲလို့သူကယုံကြည်ထားတယ်။ဒါကြောင့်မို့ဒါပေမဲ့ပေါ့နော် Aaron ကတော့ဟိုး तू မဟုတ်ပါဘူး။ तू က mastermind तू ကနောက်ွယ်ကနေကြိုးကင်နေ तू မဟုတ်ပါဘူးဆိုပြီး तू ကအမြဲတမ်းညှင်းဆိုတယ်ပေါ့နော်။အဲ့ဒီအမှုကိုစစ်တဲ့ရေးအရာရှိတယောက်ကတော့မှာပေါ့နော်။ Aaron ကိုတဲ့ तू တွေ့ဘူးတဲ့ရာဇဝတ်ကောင်းနေတဲ့မှာလိညာပြီးအပြောနိုင်ဆုံးလူတယောက်လောက်တော့မှာပြောခဲ့တာရှိတယ်။ နောက်ပိုင်းမှာဒီစိတ်ပညာရှင်တချို့ကလည်း Erin ကို case study လုပ်ပြီးတော့ psychopath body language ကိုလေ့လာပြီးတော့ဗောနော်ဒီ online နေမှာ share share ထားတာတော့မှရှိသေးတယ်ဗော။အရန်လိန်နိုင်လုံးလုံးလေးသူကအဲမတည်ဘဲနဲ့ကြံခဲ့တဲ့အဖေကို3ရက်လောက်အကြာမှာဆေးရေးတယ်ဟာဆေးရုံထိသွားပြီးတော့ဒီကိစ္စမှာသူ့သမီးလည်းပါဝင်နေတယ်။သူ့သမီးကအတိတ်ကကြံစီတဲ့သူเนาะ idea သူ့သမီးစီကလာတာဖြစ်နိုင်တယ်လို့သွားပြောပြတော့ သူ့အဖေဆိုတာရှိုက်ကြီးတငင်ကိုငိုကြွေးခဲ့တာအချစ်ရဆုံးမိသားစုကိုရရဆက်ဆက်တပ်ဖြတ်ခံရအောင်လုပ်တာကသူ့ရဲ့အချစ်ဆုံးသမီးကြီးအရန်ဆိုတာတည်လိုက်ရတော့သူ့အဖေကလုံးဝယဉ်ကွဲနာကြတော့တာပဲအဲ့ဒီတော့ကအရင်ကအသက်က16နှစ်ပဲရှိသေးတယ်မိုင်နာပဲဟုတ်တယ်ဒါပေမဲ့သူ့ကိုလူကြီးတွေချုပ်တဲ့လူကြီးတွေကိုပဲထားတဲ့ထောင်ပေါ့နော် Hopkins County Jail မှာပဲသူ့ကိုချုပ်ထားခဲ့တယ်သူဘာကြောင့် တအိမ်လုံးကိုတက်ချင်းခဲ့တာလဲဆိုတော့လေလာကြည့်ဖို့အတွက်ကျွန်မသူ background လေးတွေကိုနည်းနည်းပြောပြချင်တယ်။ တကယ်တော့အရင်တို့မိသားစုကတယောက်နဲ့တယောက်ချစ်ကြပြီးတော့အဆင်ပြေတဲ့မိသားစုတွေဖြစ်ပါတယ်။သူတို့မိသားစုဟာခရီးယံဘာသာဝင်တွေဖြစ်ပြီးတော့ဘာသာရေးတကယ်ကိုင်းဆိုင်တဲ့မိသားစုလေးပါ။အဲဒါကြောင့်အရင်ကအပတ်တိုင်းမိသားစုနဲ့သူဖျားရှိကုန်းကြောင်သွားတယ်။ဖျားကြောင်ထဲမှာခွာရတဲ့ချင်းတွေဆိုးတယ်။အဲ့လိုပျော့ပျော့ရွှင်ရွှင်နဲ့ပြပြစုံစုံနဲ့မိသားပြေးနေနေရတဲ့ကလေးဖြစ်တယ်ပေါ့နော်။သူ့အဖေကကြတော့ သူတို့ပါဝင်တဲ့အဲ့ဒီဖျားရှိခိုးကြောင်းမှာလူငယ်တင်အောင်ဆရာအနေနဲ့ဖျားမှုတော့ဆောင်နေတာဖြစ်တယ်ပေါ့ဆိုတော့ဟိုအရင်ဘဝကပြောမယ်ဆိုဘာဒရမာမှမရှိပျော်စရာကောင်းတဲ့အဲလူငယ်ဘဝလေးကိုသူကရထားတာဖြစ်တယ်ပေါ့နော်အဲသူတို့အမေကဒီအရင်တို့မောင်နှမတွေကိုပေါ့ဒီတမချန်းစာကိုအခြေခံတဲ့တင်ယိုးတွေကိုတုံးပြီးတော့ homeschool လုပ်ပြီးတော့သူပဲပညာသင်ကြားပေးနေတာဖြစ်တယ်ပေါ့ဒီလူတတ်မှုမတိုင်ခင်နလလောက်အလိုမှာပဲသူ့မိဘတွေကသူတို့မောင်နှမတွေကိုအစိုးရအကြောင်းကိုပြန်ပြီးတော့ပို့ခဲ့တာဖြစ်တယ်အဲ့ဒီချိန်တုန်းကအရင်ကအကြောင်းလေးတက်တယ်လို့အချိန်ပိုင်းအလုပ်ကလေးတစ်ခုလည်းလုပ်နေတာဖြစ်တယ်အဲ့ဒီအချိန်ပိုင်းအလုပ်အကြောင်းပဲသူက Charlie Wilkinson နဲ့တွေ့ပြီးတော့ချစ်ကြိုက်သွားခဲ့တာ ချာလီကလည်းတကယ်တမ်းဆိုတူထက်နှစ်နှစ်ပဲကြီးတယ်16နှစ်လောက်ပဲရှိသေးတယ် သူတို့နှစ်ယောက်ကြိုက်တဲ့အချိန်နဲ့အမှုဖြစ်တဲ့အချိန်ကလေဒါပေမဲ့မိဘတွေကချာလီနဲ့အရင်တွဲတာကိုသဘောမကျလို့တားခဲ့တယ် interview တစ်ခုမှာသူ့အဖေကပြောတယ်ပေါ့နော်ဒီချာချာလီနဲ့သူ့သမီးနဲ့ဆတွဲကြရသူ့သမီးရောပြောင်းလဲသွားတယ်ပေါ့နော်အဲ့ဒါသူတို့ကမကြိုက်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့အဲသူတို့နှစ်ယောက်ကိုသဘောမတူဘူးခွဲထားခဲ့တယ်ပေါ့ ဒီလိုမိသားစုကဒီနေရောက်ကိုသဘောမတူတာကသူတို့တမိသားစုလုံးအတွက်သေမိတ်ကိုရှောက်လွှာတင်လိုက်သလိုဖြစ်သွားခဲ့တယ်။အဲရင်ပြောတာပေါ့နော်ဒီချာလီဝက်ကဆန်ကဒီသူတို့နှုတ်ဦးရဲ့ချစ်ခီးမှာအသားစီးဖြစ်နေတဲ့ဒီမိသားစုကိုရှင်းထုတ်လိုက်ဖို့အကြံရသွားတာတဲ့။ချာလီဝက်ကဆန်ကသူ့ကိုပေါ့အာ ဒါ game လေးတစ်ခုပါလို့ပြောခဲ့တယ်။နာမည်တောင်ပေးထားလိုက်သေးတယ် FUBA game ဆိုပြီးတော့အေး FUBA game ဆိုတာဘာတိတ်ပေတော့ဆိုတော့နိမိတစုတစ်ခုလုံးကိုတက်ပစ်မယ်ဆိုတဲ့ game ပါတဲ့။အဲ့တော့ Aaron ကအော်တကယ်လုံးမထင်လို့ပေါ့။ तू ကပပပပါပဲဟာဟာဆိုပြီးတော့အလေးနဲ့မထားလို့ရေခဲ့တယ်တဲ့။ तू အဲ့လိုပြောတာ။ပြောချင်တာကတော့ तू က तू ကဘာမှမသိပါဘူးပေါ့။ဟို Charlie ပဲဥဆောင်ပြီးတော့လုပ်ခဲ့တာပေါ့။အဲ့လိုပြောခဲ့တာ။ ဒါပေမဲ့တကယ်တကယ်မှာကျတော့ချာလီပြောတာကကျတော့ဒီကိစ္စရဲ့နောက်ွယ်ကမာစတာမိုင်ကအေရင်မာလို့ပြန်ပြီးတော့ပြောခဲ့တာဖြစ်တယ်။သူကတော့အေရင်ကိုချစ်လို့အေရင်ကိုမခွဲနိုင်လို့အေရင်ပြောတဲ့အတိုင်းလုပ်ခဲ့တယ်ပေါ့။တကယ်ပဲဒီအေရင်ရဲ့မိသားစုကိုသူတို့တပြက်မိရှို့ပြီးတော့အားလုံးကားပေါ်ရောက်လာတဲ့အချိန်မှာ အရင်ရဲ့ပါဇက်ကပြောထွက်လိုက်တာတော့မယုံနိုင်စရာပဲအဲသူတို့ထဲကတယောက်ကဒီသူတို့ကိုဒီစုံစမ်းစစ်ဆေးတဲ့အချိန်မှာပေါ့နော်အဲသူတို့ကစုံထောက်တွေကိုရေးရရှိတွေပြောပြခဲ့တယ်အဲမိသားစုကိုတတ်ပြီးတော့သူတို့ကားထဲကိုရောက်လာတဲ့အခါမှာတဲ့ Karen ကဗာပြောအော် Aaron ကဗာပြောလဲဆိုတော့ဟာအဲ့တော့ရမိုက်လေကွာ holy shit ဆိုပြီးတော့ပြောထွက်နိုင်ခဲ့တယ် အဲ့ဒါအပြင်မိသားစုကိုတပ်ပြီးနောက်သူ့ကောင်းလေးအိမ်ကိုလိုက်သွားပြီးတော့ကောင်းလေးနဲ့သူက sex လုပ်လိုက်လေကိုမိသားစုကိုတတ်လိုက်ပြီးတော့နော်အဲ့ဒီလိုမျိုးဘာမှမခံစားဘဲနဲ့ဟိုဘာမှမဖြစ်ခဲ့တဲ့လိုမျိုးအဲ့လိုပုံမှန်ဟာတွေရှောက်လို့နေနိုင်တာအော်လို့မဆုံးတကယ့်ကိုမှဒီကလေးတွေကအလုံးဝ psycho ဘက်ကလေးတွေပေါ့နော်အဲ့လိုပဲကျွန်မအမြင်နဲ့ဒီအမှုဖြစ်သွားပြီးတော့၈နှစ်လောက်ကြာတဲ့အခါမှာဒီ English journalist ပေါ့နော် Pierre Morgan က Killer Women with Phil Morgan's TV documentary series အတွက်အာ interview တဲ့အချိန်မှာ Erin ကမပြောခဲ့လဲဆိုတော့အခုချိန်မှာတဲ့သူနောက်ကိုပြန်လှည့်ကြည့်လိုက်တဲ့အခါမှာသူလုပ်ခဲ့တဲ့လုပ်ရတဲ့ကအင်မတန်မှမိုက်မေးတဲ့အလုပ်လို့သူကမြင်နေပေါ့အဲသူ့ကိုသူ့မိဘတွေကချစ်တယ်အဖေဆွန်လာအဲ့ဒီချိန်ကလေးကသူ့ကိုကားတွေဝယ်ပေးထားတယ်သူ့မှာအချိန်ပိုင်းအလုပ်လည်းရှိတယ်သူ့ကိုအိမ်မှာဘယ်သူမှလည်းမဆူဘူးမရိုက်ဘူးအဲ့ဒါကိုသူကမိုက်မေးတဲ့ရွေးချယ်မှုကိုလုပ်ခဲ့မိတယ်ပေါ့နော် သူ့နောက်မှာထောင်ထဲကိုရောက်လာတဲ့သူ့လိုလူငယ်တွေလည်းအများကြီးရှိတယ်တဲ့အဲ့လူငယ်တွေအားလုံးကလည်းပေါ့နော်ဒီရွေးချယ်စရာအများကြီးရှိတဲ့အထက်မှာမှမာယွင်းနဲ့မကောင်းတဲ့ရွေးချယ်မှုတွေသူတို့ကလုတ်ခဲမိကြလုတ်ခဲမိကြတယ်လို့ခရင်ကပြောတယ်ပြောမယ်ဆိုရင် तू ကနှောင်တရနေတဲ့လေတံပေါ့ဒါပေမဲ့နှောင်တရရင်လည်းနှောက်ကြသွားပြီ तू ကထောင်နံတသက်တကျွန်းနှစ်ကျင်းအပြင်နောက်ထပ်25နှစ်ကိုကြာတတ်ခံဖို့အမိန်ချမှတ်ခံထားရတဲ့ ီးတော့ဖဲရိုးကိုတော့မှသူ့တက်96နှစ်လောက်မှသူကလျှောက်ထားလို့ရမှာဖြစ်တယ်ဆိုတော့သူ့ရဲ့ဘဝသက်လျှောက်လုံးကထောင်ထဲမှာနေပေးရောပဲชาลีเนี่ยตุตังเงินยောက်จ้าเลยอ่ะแหละท่านนั้นตะตะจွန်းปิดตันจักขันยามาဖြစ်ပြီးတော့ไอ้กองนี้เนี่ยก็ก็ไปတော့มาเฟโรชောက်ท่าလို့ไม่ย่าတော့อูလို့ပြောတယ်ဆိုတော့သူတို့လည်းပဲท่องရဲ့အပြင်ကိုခြေလာနိုင်ဖို့တသက်မဖြစ်နိုင်တော့ไอ้ตุตังเงินရဲ့ยีซากองมาလေးကိုじゃတော့ ထောင်တန်းအနှစ်40ပဲအမိန်ချမှတ်ခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ तू ကသူကိုယ်တိုင်လက်နက်ကိုကင်ပြီးတော့သူကိုယ်တိုင်ဝန်ပြီးတော့ဟိုတက်ဖြတ်တဲ့ तू မဟုတ်တဲ့အတွက်ကြောင့် तू ကိုကြတော့အနှစ်40ပဲအမှအမိန်ချခဲ့တာဖြစ်တယ်။ तू ကဟိုအနှစ်20ကြာပြီးတဲ့နောက်မှာတော့ तू ကဖေရိုပြန်ပြီးတော့ရှောက်ထားခွင့်ရှိတယ်ပေါ့နော်။ဆိုတော့တကယ်မိဘရင်ခွင်မှနေပြီးတော့ဟိုတကယ်ကိုပျော်ပျော်ပါပါနဲ့အေးအေးချမ်းချမ်းနေပြီးတော့ပျော်ပျော်ရွှင်ရွှင်နေလို့ရမယ်ဒီလူငယ်လေးတွေက အင်တမမိတ်မေးတဲ့ရွေးချယ်မှုကိုလုပ်ခဲ့တဲ့အတွက်ကြောင့်သူတို့ရဲ့ဘဝတစ်လျှောက်လုံးကထောင်ထဲမှာပဲအချိန်ကုန်ဆုံးရတော့မှဖြစ်တယ်ပေါ့နော်ပြီးတော့ဒီလောက်ရက်ဆက်တဲ့အမှုကိုကျွန်မဟိုလိလာရှောက်ဖတ်ကြည့်ရတာရင်ထဲမှာတော့တော်တော်ဟိုအအောင်မဆုံးနတ်ကျင်မဆုံးဖြစ်ရတယ်ပေါ့နော်ဒီသူတို့ဟာတွေတည်ရတော့ဒီလောက်တော့မှဆိုးရွားတဲ့အဖြစ်တွေလည်းရှိပါလားပေါ့ရုပ်ရှင်ထဲမှာပဲရှိမယ်လို့ထင်တဲ့ ဖြစ်ရတဲ့အမြင်ပြမှာလည်းတကယ်လက်တွေ့လက်တွေ့ဘဝမှာလည်းတကယ်ဖြစ်နေကြတယ်ပေါ့နော်ဆိုတော့ဒီအကြောင်းတွေကိုလေ့လာရင်ねကျမအရာစိတ်ဝင်စားသွားတဲ့အချက်တစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့သူ့အဖေနော် Erin အဖေအကြောင်းကိုကျမအရာစိတ်ဝင်စားသွားတယ်အဲ့တော့ကျမရှောက်ဖတ်ကြည့်ထားတာလည်းနည်းပြပြပေးမယ်ပေါ့ဒီ Terry ကတကယ်တမ်းအဲတအိမ်လုံးအဲ့လိုသူ့ရဲ့မိန်းမနဲ့သူ့သားနှစ်ယောက်တက်ခံရတယ်ပြီးတော့ တန်အောင်လုပ်တဲ့သူကသူတမီဖြစ်တဲ့အခါမှာသူကလုံးဝဟိုဘယ်လိုပြောမလဲခံစားဖို့အရန်ထက်ခဲတာပေါ့နော်ဒါကိုလက်ခံဖို့အဲ့လိုဘယ်လိုစိတ်နဲ့သူဆက်ရှင်ဖို့အဲလို့ရမလဲဆိုတော့သူကမသိဘူးအဲ့လိုမျိုးဖြစ်သွားတယ်အဲ့တော့သူကသူ့ကိုသူအဆုံးစီရင်ဖို့တောင်းမှသူစဉ်းစားခဲ့ဘူးတယ်ပြီးတော့ချာလီတို့အုပ်စုကိုယုံထုတ်တဲ့နေမှာလေသူကတနတ်တွေကိုယူလာပြီးအားလုံးကိုပစ်တက်လိုက်မယ်အဲ့လိုစဉ်းစားသေးတယ်သူတနတ်လည်းရှိတယ် ဒါပေမဲ့နောက်တော့ तू อ่ะဆင်ချင်မိတယ်ပေါ့နော်။အော်โอเคဒီလိုလုပ်တာအဖြေမဟုတ်ဘူး။ဒီဒီလူတွေကိုငါတက်လိုက်ပေးမယ်။ငါရဲ့မိသားစုကပြန်ပြီးတော့ရှင်လာမှာမဟုတ်ဘူးဆိုတာဆင်ချင်မိပြီးတော့ तू อ่ะစိတ်လျှော့ပြီးတော့ဟိုတရားဥပဒေအတိုင်းပဲသူတို့ကိုစီရင်စေခဲ့တာဖြစ်တယ်ပေါ့နော်။ပထမဆုံးသူမိသားစုနေအိမ်ပေါ့နော်မိလောင်ပြင်ကိုသူသွားပြီးတော့ ကြည့်တဲ့အချိန်မှာ तू ကမူကောင်းကင်ကိုမော့ကြည့်ပြီးတော့ तू ပြောတယ်ဖျားတခင်ဘာဖြစ်လို့ကျွန်တော်မခေါ်တာလဲဘာဖြစ်လို့ကျွန်တော်မိသားစုကိုမှရွေးခေါ်သွားရတာလဲကျွန်တော်ကိုအခုချက်ချင်းဖြေပေးပါအဲ့လိုနောက်တစ်ပတ်မှနောက်တစ်လမှနောက်မှအဲ့လိုမဟုတ်ဘူးအခုချက်ချင်းကိုပြောပြပါဘာဖြစ်လို့ကျွန်တော်ကိုမခေါ်ပဲကျွန်တော်မိသားစုကိုခေါ်သွားတာလဲလို့ तू ကအဲ့လိုမော့ပြီးတော့ကောင်းကင်ကိုမော့ကြည့်ပြီးတော့စကားပြောတာပေါ့ဆူတောင်းတာပေါ့ကွယ်အဲ့ဒီအချိန်မှပဲ ူကဘာကိုတွေးလိုက်လဲဆိုတော့တစ်ပင်တပင်ကြားထဲမှာညှက်နေတဲ့စာရွက်ကလေးကိုသူကတွေ့သွားတယ်။အဲမှာရေးထားတဲ့စာကိုဖတ်ပြီးတော့အော်အရာခတ်သိမ်းရဘုရားလက်ထဲမှာပါလားဆိုတော့သူကအဲ့လိုစင်ချင်မိပြီးတော့သူကအားလုံးကိုသူကခွန်လွတ်လိုက်တယ်။သူ့တမီးကိုလည်းခွန်လွတ်လိုက်တယ်။ပြီးတော့သူတမီးရဲ့အဲလူတက်ကောင်အပေါင်းပါအားလုံးကိုလည်းသူကခွလွတ်နိုင်သွားတယ်။အစတော့ကဆိုတော့သူကအဲဒီကောင်နဲ့ကုံလုံးကိုဒီ death penalty ပေါ့ဟိုကျိုးပေးဖို့ပဲ तू อ่ะအဲ့လိုမျိုးဖြစ်စေချင်တာပေါ့နော်ဒါပေမဲ့နောက်ပိုင်းမှာကျတော့ तू อ่ะအဲ့ဒါတွေအကုန်လုံးစိတ်လျှော့လိုက်ပြီးတော့ तू อ่ะခွလွတ်နိုင်သွားတယ်အဲ့တော့ तू อ่ะဟိုသူသမီးစီကိုလည်းဟိုစာရေးတာတို့တော့တွေ့တာတော့အဲ့လိုစကားပြောချိန်ပေးအဲ့ဒါမျိုးတွေကိုနောက်ပိုင်းမှာ तू ပုံမှန်လုပ်တယ်ပြီးတော့အာသူအင်တာဗျူးတခုမှာပြောထားတယ်ပေါ့နော်သူသမီးကဒီအမှုမှာပူပေါင်းဆောင်ရွက်သူအနေနဲ့ပါဝင်တာတော့ဟုတ်ပါတယ်ပေါ့ အာကိုသမီးမလို့ပြောတာမဟုတ်ပါဘူးပေါ့ဒါသူသမီးရဲ့အကြံပါဆိုတော့သူလုံးဝဟိုလက်မခံနိုင်ဘူးပေါ့နော်သူသမီးကနတ်ဆိုးမဟုတ်ဘူးလို့သူကယုံကြည်နေတော့မယ်သူကဟိုစိုက်ကိုပဲဟိုကောင်လေးကြောင့်သူသမီးကဒီလိုဖြစ်ရတယ်ဆိုပြီးပဲအဲ့လိုပြောတယ်ပေါ့နော်ဒါကတော့ကျမစိတ်ထဲဟိုမိဘတို့ရဲ့ထုံးစံပဲဖြစ်မဲ့တင်တယ်ဟိုကိုသားသမီးဆိုရင်ဟိုအမှန်အတိုင်းမြင်နေဖို့အရန်ခေးနေလေနော် ကျမဆိုလဲကျမသားတွေကိုအမှန်တိုင်းမြင်နိုင်ဖို့ကျမအရန်ခက်ခဲတယ်ပေါ့နော်ခုသားတွေဆိုလိမ်မာတယ်ကောင်းတယ်အဲ့လိုမြင်တာများတယ်ပေါ့နော်ဒီ cherry ကနောက်ပိုင်းမှာအချိန်ပြည့်ခရီးအမှုတော့ဆောင်းလို့သွားပြီးတော့စာတင်เจ้าနေဖျားเจ้าနေမှာသွားပြီးတော့ဒီသူတို့မိသားစုရဲ့အဖြစ်ပြက်ကလေးတွေကို တခြားလူငယ်လေးတွေသင်ခန်းစာယူနိုင်ဖို့သူ sharing တွေတော်တော်လုပ်တယ်အဲ့လိုလုပ်လာတာအခုဆိုရင်ဒီဖခင်เจ้าတို့စာတင်เจ้าတို့600 800အဲ့လောက်အရေးသက်တောင်မှရှိနေခဲ့ပြီပေါ့နောက်ပိုင်းမှာသူကပြန်လက်ထပ်ပြီးတော့အခုမိန်းမနဲ့ကလေးတယောက်ထပ်ရတယ်အဲ့ဒီမိန်းမမှာကကလေး3ယောက်ပါလာတယ်ဆိုတော့သူကကလေး4ယောက်နဲ့ဒီမိသားစုဟိုပျော်ပျော်ရွှင်ရွှင်လေးပြန်ပြီးတော့နေထိုင်သွားတယ်ပေါ့နော်ကျမကအဲ့ဒီအချက်ကိုအရန်သဘောကြတယ် ဟိုဘယ်လိုပြောမလဲမဖြစ်ချင်တာတွေဖြစ်လာခဲ့ပေမဲ့ပေါ့နော်ကျမတို့ကရှင်ကြံခဲ့တဲ့လူတွေကဘလူးဝဲဖြစ်ဖြစ်ကြိုးစားပြီးတော့ move on လုပ်ရမယ်ပေါ့เนาะအဲလှုပ်လှုပ်လို့လဲတင့်နေပေါ့เนาะကိုကရှင်နေခဲ့ပြီလေเนาะဘာမှဒါကိုရွေးချယ်မှုမဟုတ်ဘူးဒါပေမဲ့ကိုကရှင်ကြံရင့်တဲ့ဘဝမှာခွန်လွတ်လို့ရတာကိုခွန်လွတ်ပြီးလို့ရှိရင် ဒီကိုဘွားလည်းကိုလည်းလူဆက်လို့ရမှာဆိုတော့ move on လုပ်ဖို့လိုတယ်ပြပြရှင်းရှင်းပြနေနိုင်အောင်စူးစမ်းဖို့လိုတယ်လို့ကျမကတော့အခံယူထားတယ်ပေါ့နော် ဆိုတော့ဒီ eremit ရဲ့မိသားစုကိုတတ်တဲ့အမှုနဲ့ပတ်သက်ပြီးတော့ interview တွေပညာရှင်သုံးသက်ချက်တွေရုပ်ရှင်ရိုက်ထားတာစာအုပ်ထုတ်ထားတာအများကြီးအများကြီးရှိတယ်။အဲ့တော့ဟိုစိတ်ဝင်စားတဲ့သူတွေကပြန်ရှာကြည့်ရှာဖတ်လို့ရပါတယ်။ကျွန်မပြောတာကတော့အချိန်တူကလေးထဲမှာပြောပြရတာဆိုတော့မပြည့်စုံတဲ့ဟာတွေလူသွားတဲ့ဟာတွေအချို့အချက်လက်တွေအနေငယ်ဟိုတနေရာနဲ့တနေရာမတူကွဲလဲတာကွဲလွဲနေတာမျိုးတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်လို့အဲ့ဒါလေးတွေကို comment မှာပြင်ပြီးတော့ဖြည့်ဆွတ်ဆွေးနွေးပေးသွားပါ မားတွေရှိရင်ပြင်ပေးသွားပါလို့โอเคအားလုံးကိုကျေးဇူးတင်ပါတယ်ချိန်ပေးပြီးတော့နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်တယ်ဒီကျမ Rocky the Storyteller YouTube Channel ကနေပြီးတော့အခုလိုပဲစိတ်ဝင်စားစရာမူခင်ဇလန်းနေဖြစ်ရမှန်ဇလန်းနေမူခင်ရုပ်ရှင်တွေကိုပြင်ပြီးတော့မျှဝေသွားမှာဖြစ်တဲ့အတွက်ကြောင့်အာ like and subscribe မလုပ်ရသေးဘူးဆိုရင်ကျေးဇူးပြီးပြီးတော့လုပ်ခဲ့ကြပါအောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်